မစ်ပေါ့တတော့ကတ်မှာဆိုရင်တော့ကိုကနန်းဟာ2025ပေါင်းလိုက်ပေါင်းရင်းနံပါတ်9ရတယ်9ရတယ်ဆိုတော့ကိုကနန်းရရှိတဲ့မိတ်ဆွေတို့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာဖို့မဆိုစိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်အစမဟုတ်မလို့လို့ねအဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင်မမြဲတာမျိုးလေးတွေဟိုနားဝင်ဒီဘက်ကထွက်လိုက်ဒီနားဝင်ဟိုဘက်ကထွက်လိုက်နေဒီနောက်ရေးကိစ္စသားရေးကိစ္စသမီးရေးကိစ္စမိသားစုရေးကိစ္စအတွင်တွင်နဲ့ကိုမိတ်ဆွေတို့အဖက်တင်နေကံကလက်ရှိမှာအသက်ရှူလို့ ရလောက်တဲ့အချိန်ဒီတစ်ခုလောက်တော့ကျင်းတည်တယ်ရရှိမယ်တိချက်တော့ပုံမယ်လို့ကျွန်တော်မထင်ပါဘူးသို့သောစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်ပြီးတော့အမျော်လင့်ထားသလိုမှန်းကျန်တဲ့နှက်ထွက်မကြိုက်တာမျိုးလေးတွေလည်းအများကြီးကြုံခဲ့မဲ့ကာလဖြစ်ပြီးတော့အမိတ်ဆွေစေအပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်တာဆိုရင်တော့မိတ်ဆွေဟောင်း ကိုနာမနေပြီးတော့ကိုကိုတစ်ချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲနဲ့ကံရဲ့ဆန့်ကျင်ဘက်တွေရရှိပြီးတော့နောက်ကျောကိုဒါနဲ့ထိုးခံရတာမျိုးတွေလူယုံတတ်တာမျိုးလေးတွေအော်ကိုကလွဲရင်လောကမှာဘာတစ်ခုမှမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမနှစ်ဖြစ်ပါတယ်ငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ် အပေါင်းနဲ့မိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတက်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှာကြောက်နေတတဲ့နှစ်ဖြစ်ခဲ့မှာတော့အကြည်ကြပဲဖြစ်တယ်။သို့တော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဟိုနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီကလဲကိုမပါရင်မပြီးနဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငိမ့်မဲနဲ့ဟိုနဆက်ဆက်သွားလိုက်ရဒီနဆက်ဆက်လှုပ်လိုက်ရနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်ပြီးတုံနီးမဟုတ်တူတူမမဟုတ်ပဲနဲ့မိတ်ဆွေဗုဒ္ဓဘုရားသာသမီတွေကကန်စားတာကောင်းနေဆိုရင်တော့မိတ်ဆွေလူတရာမှာတယောက်လူတစ်ထောင်မှာတယောက်လူတစ်သောင်းမှာတယောက်လူတစ်သိန်းမှာတယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လည်းဆရာကမှန်ကပြခဲ့ပါဦးမိတ်ဆွေတို့ကဗုဒ္ဓဘုရားသာသမီတွေကကန်ကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလည်းဆရာကသိချင်ပါရဲ့ ဗုဒ္ဓဦးရောက်သားသမီးမိတ်ဆွေတွေကဒီနှစ်2025ခုနှစ်မှာတော့လုံခန်းကိစ္စအလုပ်တကိစ္စတခုခုမှာရှိတာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးချာပဲဖြစ်ပြီးတော့ကို့မှာမျောလင်းချက်တွေဆုံးဖြတ်ချက်တွေငကူကဘလူ့ကိုမှမမျောလင်းမဲ့ကိုကိုကိုအားကိုးပြီးတော့ရုန်းကန်လာမဲ့နှစ်ကိုကိုကိုဘာကိုမဆိုရှည်တန်းတင်တင်တဲ့နှစ်ဘာကိုမဆိုကိုကိုကိုအဲတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့အဲလှုပ်ဆောင်တက်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအသေးချာပဲဖြစ်တယ်ပေါ့သို့သော် ဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုထိမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချကြည့်ပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်အဲငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယို million 7 million လောက်ထိကြည့်မှထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေရေလေးလောက်ပါတကယ်ကိုတူးရှားပါတယ်ဗုဒ္ဓဦးရသမီးကြီးငွေမဲစီရန်တော့ရေရေလေးပါ အဲဆရာကကြတော့ငွေမြဲစီရံလို့တက်ရရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့ငွေမမြဲသူများငွေမြဲစီရံလို့ရိုက်လာမိတ်ဆွေတို့တကြတယ် အဲ့ဒီရဲတွေကလေးလောက်ကြည့်ပါကျင်းတိထူးထူးချာချာအပြောင်းလဲလေးနေတူတူသိသိလှုပ်ဆောင်ရမယ်ကာလာအပိုင်းရှားလေးငွေကြီးနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေကြီးနဲ့ပတ်သက်လို့အပေါက်တရားအဖသောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းတိတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံခဲ့တဲ့မယ2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွန့်တဲ့အပြင်ကိုဆရာကိုယ်တိုင်တော်မှလှုပ်ထားပါတယ်ဆရာစုံငွေကုန်မှများရဲ့ခေါင်းတွေကိုင်နေတတ်တော့အဲ့တော့ငွေမြဲစေရန်အတွက်တော့အဲ့ဒီရဲတွေကလေးလှုပ်ထားတာပေါ့ကောင်းပြီဆိုတော့ ဗုဒ္ဓဘုရားဥဒသမီးတွေတော့ဘာမှမပြောခင်မှာမိษွေတို့အတွက်အများအားဆောင်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးခြင်းပါတယ်အဲ့ဒါတော့ချီချီဝေးမဟုတ်ပါဘူးခင်ဗျာဆရာတို့တလက်မလောက်ရှိတဲ့ကတ္ထုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချာလိုက်ပါချာပြီးတော့ဆရာတို့9000ကျဲကလေးဆွဲလိုက်ပါဘာရောင်နဲ့ဆွဲဆွဲရတယ်9000ကျဲကလေးဆွဲလိုက်ပါအဲ့ဒီ9000ကျဲကလေးကိုပလတ်စတစ်အိတ်လေးနဲ့မီးလေးပိတ်လိုက်ပါ လတ်စစ်မလောင်ခိုင်းဘူးနော်ပလတ်စစ်အိတ်လေးနဲ့ခတင်းတင်းလေးဆွဲပြီးတော့ကိုကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်ရင်အိတ်ကအတွင်းမှာဆောင်ထားပါငွေကြေးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကျဲကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ပါဇက်ကနေနေ့စဉ်လေးပြောပါကာရာမန်ရရတို့အဆောင်ရရတို့ဆိုတာဂမ်မီရတို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းနဲ့အရာလေးတွေကိုနဲ့လောက်ရင်လောက်တလို့အကျိုးပေးရနှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တူကမိတ်ဆွေတို့အနေနဲ့ကျင်းတည်တယ်ဒီကအဲ့ဒီရရရလေးကိုအာငွေဝင်ပါစေငွေဝင်ပါစေ လက်လက်ဟဲငွေမပြိုင်မဖြစ်ဖြစ်သူမဟုတ်ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းမဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ ခဏခဏအဲ့ကလေးတွေကိုပုတ်ပုတ်ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အပဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနှီးဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့၅000ကျော်ကိုအပန်းရောင်ကတ်တူစာရောလင်းတလက်မ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 လေးတွေကိုလုတ်ပြီးတော့မိတ်ဆွေတို့နဲ့အဲ့အလေးလုတ်ပါကျင်းတည်တဲ့ငွေဝင်ပြီးတော့အထောက်အပဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ရှင်းပါတယ်ခင်ဗျာကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင်နာ25ခုနှစ်တည်းမှာဗုဒ္ဓဘုရားအောက်သားသမီးမိတ်ဆွေတဲ့နေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင် ကြီးစင်မဟုတ်ရောက်တော့မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီ CRD ဗီဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလဲကြောပြီအဲ့တော့လလဲကြော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2020ငါကုနေကိုမကြခင်ကုံတော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကန်ညံ့ခဲ့တဲ့နှစ်ရုံးကန်ခဲ့ရတဲ့နှစ်ဘာကိုမဆိုဟိုနေရာလဲကိုပါတီနေရာလဲကိုပါစိတ်တိုင်းမချစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ် သို့သောမိတ်ဆွေတို့အနေနဲ့၂၀၂၆ခုမှာကန်ဆာတာတိုးတက်စီရန်အတွက်အခုကနေရဆရာဘလူရီရီယာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုရင်တော့မိတ်ဆွေတို့ခင်ဗျရေတံဘူးကလေးတွေလှူတာမျိုး နော်အလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှိရင်အခုအပြောင်းအသွားလာလုံးနေတဲ့လုံးမိတ်ဆွေများခྱི་သွားရင်မဖြစ်ဖြစ်လမ်းကျုံရင်မဖြစ်ဖြစ်ရေတံကလေးဘူးပြစ်နိုင်တော့တစ်ခါလွင်28ဘူးတိတိကိုလှူစေခြင်းနဲ့28ဘူးတိတိကိုရေတံဘူးသသိလေးပေါ့နော်တကယ်လို့မှဆရာရဲ့ဒီချက်ပို့ပြီးတော့လှူခြင်းတယ်ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှိရင်25ခုနှစ်ထဲမှာလမ်းလေးစုံမှဖြစ်စေစရုတိတာမှဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ ဂျီအိုးစီကလေးစောက်ပေးတဲ့ကုသိုလ်မျိုးကိုလုပ်ပါဒါဆိုရင်ကျင်းသေးတဲ့2026မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှ န့်ကျင်မှရအညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းတယ်ရရှိမဲ့ကာလဖြစ်ပြီးတော့အဲဆရာပြောရဲ့ဟိုဆွနာလူပဲမိတ်ဆွေတို့နေနဲ့ဟိုအမိတ်ပြန်တဲ့ရေတွေအားဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလောက်ကငန်ကြီးကြရင်ပြန်တင်ပေးမယ်မသိလို့ရှင်လဲအမိတ်ပြန်တဲ့ရေတွေအားတို့ပြက်ကရင်ရေတွေအားလေးလိုက်လှုပ်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဗုဒ္ဓဖုရဥဒသမီမိတ်ဆွေတွေအားတော့ထထွေဝေးမြန်မာပေးတယ်မှာ900သာသမီပဲရှိတဲ့အတွက်တူပဲဆိုတာလေးနဲ့ဗုဒ္ဓဖုကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖုပေါ့တိုးတော့ဂျိုတက်အရာကြည့်မယ်ဆိုရင်ဆရာတို့က100နဲ့ရှင်းနေပြအောင်လို့နှစ်ပေါင်း120တိုက်တိုက်အသ တက်ရှိကြားမအောင်လို့တော့ရာဟုဂျိုတက်12နဲ့ဂျိုတက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့တိုးတော့ဂျိုကြီး28လုံးကိုကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ဗုဒ္ဓဖူးကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖူးပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကဗုဒ္ဓဖူးနဲ့ပဲနေတော့ဗုဒ္ဓဖူးပဲလောက်ပါအဲ့ဒီရေတရားလေးသူရှာလိုက်လို့ပါဒါလေးကိုလိုက်လို့ဖို့လိုအပ်ကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့ကြောင်းနဲ့မိတ်ဆွေတို့2020လျှောက်မှာကန်စတာတက်စီဖို့နောင်နဆက်ချောင်းမှာကန်စတာကောင်းတာတွေကိုကျူတင်ရရှိအောင်လို့ဘာတွေလောက်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့နောင်နဆက် ရှောက်ခုနှစ်မှာကန်စတာကောင်းစီပို့ပြီးတော့2025ခုနှစ်ကစပြီးတော့ဒီဇင်ဘာနိုဝင်ဘာဒီဆရာဗီဒီယိုတင်လိုက်တဲ့ချိန်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ခုလှူတာမျိုးသို့မဟုတ်ရေအိုးစင်ကလေးလှူတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်လာပါလိမ့်မယ်ဒါကမှဆရာကြီးကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှိုက်တာဆရာရဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတို့ဒီ2020ချက်ခုနှစ်ဟာကျွန်တော်တို့ကကံညှက်ခဲ့တဲ့ဆရာကြီးတိကျပူကံကောင်းကောင်းဘာတွေလုပ်တယ်လဲဆိုရင်တော့ဆရာတို့ မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ့်အတက်က30ဆိုရင်ဝါအချောင်း30တူမဟုတ်ရင်အဲ့စတိဟိုဆရာတို့အကူပြောင်းလေးလဲကောင်းအောင်အဆိုးတွေကလည်းညံ့နေရရှိသွားအောင်လို့အညံ့အဆိုးတွေကနေပြီးတော့အညံ့တွေကို ပြောက်ပြီးတော့အကောင့်နှစ်ဘက်ကိုကူးပြောင်းသွားအောင်လို့ဒီဇင်ဘာလောက်သို့မဟုတ်ရင်ဆရာတို့ဇန်နဝါရီလလောက်2026ဇန်နဝါရီလောက်လောက်မှာဝါသတာလေးလှူစေချင်ပါတယ်တက်စိတ်ကလေးလှူရင်တော့ပိုကောင်းတယ်တကယ်လို့မှဝါသတာကိုတက်စိတ်မရှိဘူးဆရာကြီးဆိုရင်တော့အနည်းဆုံးကိုလုံးတီတီလှူပေးဖို့လိုအပ်တယ်ကိုလုံးတီတီလှူပေးဖို့လိုအပ်တယ်ဖြစ်နိုင်ရင်တော့တက်စိတ်ကလေးပေါ့ဝါသတာလေးနဲ့စရီကလေးအစိုးကနေအညံ့ကိုရောက်ချစ်သွားအောင်ဥပမာဗျာជីကြီးပြောရင်မြတ်စွာဘုရားရှင်ဟာဒီမင်္ဂလာမြတ်စွာဘုရားနာမှာသူမိတာဆိုတဲ့အလောင်းလာဘဝတော့က ကြောလီခင်းပြီးလှူခဲ့တဲ့ကုသိုလ်ကြောင့်ဒီရဲ့ဆရာတို့ဗရကဘာမှာကောရမရဲ့လို့ပွင့်တာပေါ့သို့တော်ထားပါလေဒါကတော့ဆရာတို့ဘာသာရေးရှင်တဲ့အတွက်မပြောတော့ဘူးဘယ်ဘာသာမဆိုလုပ်လို့ရတယ်ဆရာပြောတဲ့အကူပြောင်းလေးကောင်းအောင်လို့ပြုလုပ်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေပုတ်တပူရအောင်သာသမီးတွေကကန်စတာညှက်မှုတွေကနေကန်စတာကောင်းမှုတွေကိုရရှိလာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2025ကိုခဝါချပြီးမေးလိုက်တော့ငါဟာ2026မှာကောင်းပြီဆိုတဲ့စိတ်ကလေးမန်ကလေးသွင်းပြီးတော့ဟေး2026မှာတော့ငါဟာ ခေါင်းမေဆိုတဲ့စိတ်ကလေးနဲ့ပဲဖြတ်တန်းလိုက်ရင်မိတ်ဆွေတို့အတွက်စိတ်ချမ်းသာစရာအားတက်စရာတိုးတက်နိုင်စရာတွေအများကြီးရရှိမယ်လို့ဆရာကပြောလိုပါတယ်။ကဲဒါဆိုရင်တော့ဗုဒ္ဓဘုရားသာသမိမိတ်ဆွေတို့စိတ်တက်မကြနဲ့ရာဟုသာသမိမိတ်ဆွေရောဗုဒ္ဓဘုရားသာသမိမိတ်ဆွေရောဆရာတို့2026မှာဆရာငယ်နဲ့တူတူကံကောင်းခြင်းနေနဲ့ဆရာစောင့်နေမယ်။အားလုံးပဲလှမ်းလာခဲ့ဖို့မျှော်လင့်ကြောင်းနဲ့ကဲဗုဒ္ဓဘုရားသာသမိတွေပြီးတော့အခါပေးရမှာတော့ကြာစာပရိရောက်ပြီးကြာစာပရိသာသမိတွေပါဆရာကိုမှတ်ပေးပါဦး။